ကျွန်တော်လေးရလို့လားမင်းကလေးရရင်ကျတော့မပြောတော့ဘူးလားဆိုတော့မဟုတ်ပါဘူးကျွန်တော်ကအဲ့ဗီဒီယိုထဲမှာပြန်ကြည့်ကြည့်ပါကျွန်တော်အတွင်းကန်ပိုင်းအောင်လေးဝတ်ထားပါတယ်တမီးလေးဆိုရင်ကျွန်တော်အိမ်ရင်ချုပ်ပြီးတော့ပိုင်းအောင်လေးနဲ့ကြိုးစုံလို့ပါဟုတ်အဲ့လိုမျိုးတော့ရှိတာပေါ့မဘိုက်ကတော့ဗကြီးတယ်ဆိုတော့ဗျာ emotion ရှိတာပေါ့ဗျာကျွန်တော်ကပဲဘေးကဖြန်ပြေးပေးသူပေါ့ ဲ့လိုမျိုးဆဲကြတဲ့သူများနဲ့မပတ်ရဲ့ကြားကကျွန်တော်တန်တမန်ကြီးပါအဲ့လိုမဟုတ်ပါဘူးသူတို့လည်းချစ်လို့ပြောကြတာနေမှာပါဘလို့ချစ်လို့ပြောတာလဲအဲ့လိုချစ်လို့သာကြည့်ပြီးပြောတာပေါ့မိမလည်းမချစ်ရင်ကြည့်ကိုကြည့်မနေဘူးပေါ့အဲ့လိုပဲပြောရတော့စိတ်ချမ်းသာတော့အများတန်းထားပါလေအခုကတော့ပို့ထားရတော့မယ်ဗျ တော်မနေ့ကညသိမအေးဘူးကျွန်တော်နာမည်ရှာနေရပေါ့ Hydra Sidra Dependra ပြီးတော့ Tamil Chandra နဲ့တူမဲ့တူတဲ့ဆင်တဲ့နာမည်လေးဖြစ်အောင် Dra နဲ့ဆုံးတဲ့ယောက်ျားလေးနာမည်စဉ်းစားပေးကြပါအောင်ဗျာတော်တော်များများတော်တော်များများတော့ Hydra ကိုသဘောကျကြပါတယ်ယောက်ျားလေးနာမည် Hydra ဆိုတာတော်တော်ယောက်ျားဆန်ပြီးတော့ကောင်းပါလေတဲ့ Hydra ဆိုတာပြီးတော့ရေကိုလွှမ်းမိုးတယ်ရေဓာတ်အေးဓာတ်ရေမင်းသားလေးပေါ့နော်